ဒီဦးလေးကတကယ်ကိုအရေးချင်းရှိတဲ့သူတယောက်ပါ။သူဟာသူ့ရဲ့အရေးချင်းတွေကိုအကောင့်ထဲပေါ်ဖို့အတွက်အင်တတိလေးကိုကိုရိုင်းတိဆောက်ခဲ့ပါလေ။သူ့ရဲ့ပညာသားပါတဲ့လုပ်ရည်နဲ့ဖန်တီးနိုင်စွမ်းကိုတော့မချီးကျူးပဲမနေနိုင်ပါဘူး။ဒီအင်လေးဟာတေချိုးတရာနုံနဲ့ဆောက်လုပ်ထားတဲ့ဗီလာအင်ယာအသေးစားအထူးအင်လေးပဲဖြစ်ပါလေ။ဘာလို့လဲဆိုတော့ဒါကသူ့ရဲ့ခွေးလေးအတွက်ဆောက်လုပ်ထားပြီးသားဖြစ်ပါလေ။ဒီဇိုင်းဆွဲတာကနေဆောက်လုပ်တဲ့လုပ်ငန်းစဉ်အထိအဆင့်တိုင်းကိုတေချာအသေးစားဂယူးဆိုင်ထားတာသိသာပါလေ။သူရဲ့တည်ဆောက်မှုကတော့လုံအောင်ကိုအထောက်အထိပ်ပါပဲ။ လူတွေကမချီကျူးပဲမနေနိုင်အောင်ဖြစ်စေပြီးမြင်လိုက်တာနဲ့အအောင်စရာကောင်းတဲ့အထိတရွာလုံးရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါလေဦးလေးကြီးကဒီလောက်တော်မယ်လို့မထင်ထားမိပါဘူးဒါကတကယ်ကိုဆရာကြီးအစင်ပါပဲဆက်လက်ပြီးတော့ဦးလေးကြီးကဘလို့တိဆောက်လဲဆိုတာကြည့်လိုက်ကြရအောင်ဖြစ်စဉ်တစ်ခုလုံးကလုံးဝထူကြပါလေစိတ်ဝင်စားစရာဇလန်လေးကတော့အစားကနေအဆုံးထိလုပ်ငန်းစဉ်တစ်ခုလုံးဟာသူ့ရဲ့ခြေရီးစူးစမ်းမှုတွေနဲ့ပြည့်နှက်နေပါလေဒါကတော့အခန့်အကန့်မှုအတွက်နေရန်တွေတိဆောက်နေတာပါဆက်လက်ပြီးတော့ပရင်ပေါင်းတဲ့တကားအတွက်နေရာလို့ခြံလိုက်ပါလေ အုတ်တွေကိုအစီအီစီပြီးသွားတဲ့နောက်မှာတော့နေရန်ကိုအချောပြန်တန်နေပါလေ။ပရင်ပေါင်းတဲ့တကားပေါင်တွေကိုလည်းထုံနီးတူစွာပေးအချောတန်နေပါလေ။အဲ့ဒီနောက်မှာတော့ကြံခင်အတွက်ကြွေပြားစာခင်မာတော့လေ။ကြွေပြားဒီဇိုင်းလေးကလည်းတကယ်ကိုမှစမ်းသစ်လှပနေပါလေ။အဲ့ဒီနောက်ကြံမြင်ကိုတန်ရှင်းရေးလုပ်ပြီးတော့အတွင်းမိုင်းနေရန်တွေကိုအလှဆင်ဖို့စီစားထုတ်ပါတော့လေ။အဲ့ဒီနောက်မှာတော့မျက်နှာကျက်အတွက်ပြင်ဆင်ပြီးအပေါ်ကနေတိုက်ရိုက်ပေးတက်ဆင်လိုက်ပါလေ။မြန်နေချက်တက်ဆင်ပြီးတော့အမိုးပိုင်းကိုစတင်စားလို့ပါပြီဒီလိုနဲ့ပထမအထပ်စားလို့မှုပြီးစီးသွားပါတယ် ။ဗီလက်မြေတွေခြောက်သွားတဲ့အခါပေါင်းလေးကိုဖယ်ရှားလိုက်ပြီးတော့ဒုတိယအထက်ကိုစတင်ဆောက်လုပ်ပါတော့တယ်။ဒုတိယအထက်ကိုတော့အမိုးဆောင်လေးနဲ့ဥရောပစတိုင်ဆောက်မှာပါ။ထုတ်တန်းလေးကိုတည်ဆောက်လိုက်ပြီးအမိုးဆောင်တွေစိုက်ထူထားပါတယ်။ခိုင်မာမှုအတွက်တန်ဖရင်ကတော့မပါမဖြစ်ပါပဲ။ပြောစကားတွေအရာတော့လူတွေသဘောကျရင်တော့ဒါကအပြန်အလှန်လေးစားမှုကြောင့်ဖြစ်ပြီးသဘောမကျရင်တော့တိဆောက်သူတာဝန်လိုပဲပြောတတ်ကြပါလေ။လက်သမားဆရာတွေကမိုးလင်းကနေမိုးချုပ်အထိဤတိုင်းအလုပ်ကြိုးစားကြပါလေ။တကယ်ကိုမလွယ်ကူလာပါဘူး။ သူတို့ပေးဆက်ခဲ့တဲ့ခြေတွေနဲ့စူးစမ်းမှုတွေကကျွန်တော်ရဲ့စိတ်ကူးတွေထက်အများကြီးတာလွန်တယ်ဆိုတော့ယုံကြည်ပါတယ်။အခုကျွန်တော်တို့ဒီအထိမြင်တွေ့ပြီးကြပြီဆိုတော့ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာတွေကိုတွန့်တိုမနေပဲဦးလေးကြီးရဲ့အပြုသဘောဆောင်တဲ့စူးစမ်းဖန်တီးမှုကိုပံ့ပိုးအားပေးထိုက်ပါပြီတဲ့။လူကြီးမင်းတို့ရဲ့အားပေးမှုဟာကျွန်တော်တို့အတွက်ဆက်လက်ဖန်တီးနိုင်ဖို့အားရင်ပါပဲ။ဦးလေးကြီးဟာဒုတိယအထက်ကိုအကျန်းတိဆောက်ပြီးသွားတဲ့နောက်မှာအပြင်နေရန်တွေကိုအချောတက်နေပါလေ။အဲဒီနောက်မှာတော့အသေးစိတ်အလားဆင်ခြင်းစတင်ပါပြီ။နေရန်မြင့်တွေကိုစတင်ပုံဖော်ပြီးတော့ဘရင်မောက်အလားဆင်ခြင်းကိုလည်းမဖြစ်မနေလှုပ်ဆောင်မြန်မာတွေ ီလိုနဲ့တဆင်မီတဆင်တိဆောက်သွားပြီးတဲ့နောက်မှာဦးလေးကြီးရဲ့အိမ်ကရုံလုံးလေးပေါ်လာပါပြီအမိုးအစုံမှလည်းကြွေပြားလေးတွေတက်ဆင်လိုက်ပါတယ်ဘီလာတကားပုံစံလေးဖန်တီးပြီးတကားပေါက်ရှိမှလေကားအထက်လေးတွေဖန်တီးလိုက်ပါတယ်အဲဒီနောက်ရေစိုကန်ဆေးရွှာကိုတုပ်လင်းလိုက်ပါတယ်မတူညီတဲ့အရောင်တွေကိုတုပ်ပြီးသွားတဲ့နောက်မှာတော့မတူကွဲပြားတဲ့ပုံစံလေးကိုပြသထားပါတယ်အဲဒီနောက်မှာပရိဘောကအမျိုးမျိုးကိုထည့်သွင်းတက်ဆင်ပါတော့တယ်တကားအရှိမှလည်းကျန်းပြင်းတစ်ခုဖန်တီးပြန်ပါတယ်ဒီအထိမြင်တွေ့ပြီးသွားပြီဆိုတော့လူကြီးမင်းတို့အနေနဲ့ဦးလီကြီးရဲ့လက်ရာကိုဘယ်လိုမြင်ပါသလဲ တကယ်လို့ယာနုံပြည့်သဘောမကျဘူးဆိုရင်ရောဘဏ္ဍမတ်လောက်ပေးမလဲဒီလိုနဲ့တိတ်ကိုဖန်တီမှုကောင်းတဲ့ဘီလာတစ်ခုလုံးဆောက်လုပ်လို့ပြီးသွားပါပြီဦးလေးကြီးရဲ့လက်ရာကိုကျွန်တော်ကတော့အတော်လေးချီးကျူးမိပါတယ်လူကြီးမင်းတို့ရောဒီဗီလာကိုဘယ်လိုမြင်ကြပါသလဲ